မြန်မာနဲ့ဘယ်လာရုနှစ်နိုင်ငံအကြားစီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်နှစ်နိုင်ငံကုန်တယ်စမ်းမှုအသင်းများဖြစ်ကြတဲ့ UMSCCI နဲ့ BSCCI တို့ပူးပေါင်းပြီးမြန်မာဘယ်လာရုစီးပွားရေးဖိုရမ်ကိုနိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းကရန်ကုန်မြို့ Lotte Hotel မှာကျင်းပပါတယ်အဆိုပါကနာတို့မြန်မာနိုင်ငံမှပြည်တော်စုဝန်ကြီးများဖြစ်ကြတဲ့ဒေါက်တာဘဝမောင် ဦးမြင့်အောင်ဒေါက်တာချလီတန်းဦးချစ်ဆွေနဲ့ဒေါက်တာတက်ခိုင်ဝင်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းပြည်တော်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMSCCI ဥက္ကဋ္ဌဦးဝေဝင်းတို့နဲ့ဘယ်လာရုနိုင်ငံဘက်မှနိုင်ငံခြားရေးဝန်ကြီး Mr. Mazin Rusenko ဦးဆောင်နဲ့မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံနိုင်ငံပိုင် အသေးစားစက်မှုလုပ်ငန်း Bellatron ဥက္ကဋ္ဌစိုက်ပျိုးရေးဝန်ကြီး ဆက်မှုဝင်ကြီးဂျမ်းမာယီဝင်ကြီးနဲ့မြန်မာနိုင်ငံဆိုင်ရာဘယ်လာရုတန်ယုံမှတန်မတ်ကြီးတို့တက်ရောက်အားပေးခဲ့ကြပြီးတက်ဆိုင်ရာဝင်ကြီးဌာနအသီးသီးမှအဆင့်မြင့်အရာရှိကြီးများမြန်မာဘယ်လာရုနှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအပါအဝင်စုစုပေါင်းလူဦးရေ130ခန့်တက်ရောက်ကြပါလိမ့် ဥစွာရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဘောဘာမောင်ကမြန်မာနိုင်ငံနဲ့ဘယ်လာရုနိုင်ငံအကြားတန်တမန်ဆက်ဆံရေးနိုင်ငံအကြီးအကဲများရဲ့မဟာဗျူဟာမြောက်လမ်းညွှန်ချက်နဲ့ပူးပေါင်းဆောင်ရွက်မှုများမြန်မာဘယ်လာရုဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှုပြည်တွင်းဆိုင်ရာလမ်းပြမြေပေါ်2026 2028ဆိုင်ရာကိစ္စရပ်များမြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူပေါင်းများနိုင်ငံအကြားပူးပေါင်းဆောင်ရွက်နိုင်မဲ့ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုခွင့်လမ်းများနဲ့ ့ EA EU ဈေးကွက်တို့ချိတ်ဆက်နိုင်မဲ့အခြေအနေများကိုအဓိကထားဆွေးနွေးပြောကြားပါတယ်ဆလပီဘယ်လာရုနိုင်ငံဘက်မှနိုင်ငံခြားရေးဝန်ကြီးမစ္စတာမက်ဇင်ရူဇန်ကော့ပြည်တော်စုသမ္မတမြန်မာနိုင်ငံ ကုန်သင်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMCCI ဥက္ကဋ္ဌဦးဝေဝင်းနဲ့မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံနိုင်ငံပိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း Bellapron ဥက္ကဋ္ဌ Miss Natasha Lazarevich တို့မှအမှားစကားများပြောကြားကြပါသည် အဲဒီနောက်မြန်မာဘယ်လာရုနှစ်နိုင်ငံကြားစီးပွားရေးပူးပေါင်းဆောင်ရွက်ဆိုင်ရာကိစ္စရပ်များကိုတက်ဆိုင်ရာတာဝန်ရှိသူများကသဘောတူလက်မှတ်ရေးထိုးခြင်းအစီအစဉ်ကိုဆက်လက်ဆောင်ရွက်ခဲ့ပြီးစုစုပေါင်းစာချုပ်16ဆောင်အားအပြန်အလှန်လဲလှယ်ခဲ့ကြပါသည် အဲဒီနောက်မှတ်တမ်းတပ်ပုံရိုက်ကူးခြင်းနဲ့နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များကကန်ထားလိုက် PowerPoint presentation ဖြင့်ဆွေးနွေးခြင်းအစီအစဉ်များကိုဆောင်ရွက်ခဲ့ကြပြီးစီးပွားရေးချိတ်ဆက်ဆွေးနွေးခြင်းများကိုဆောင်ရွက်ကြပါသည်ဒီနေ့ဆွေးနွေးပွဲမှာဗန်နဲ့ငွေကြေးကဏ္ဍတည်ယူပို့ဆောင်ရေးစက်ပြူးရေးအခြေခံစက်မှုကွန်ထရိုးလုပ်ငန်းကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကိုအဓိကဆွေးနွေးခဲ့ကြပါသည် အခမ်းအနားသို့တက်ရောက်လာကြတဲ့ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝဝမောင်စက်ပြွေးမွေးမြူနဲ့ဆင်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းအောင်နဲ့စံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီတန်တို့သည်မနက်ပိုင်းဖိုရမ်မှာစတင်ပြီးအချိန်မှာဘယ်လာရုနိုင်ငံဘက်မှတက်ဆိုင်ရာဝန်ကြီးများတာဝန်ရှိသူများနဲ့လည်းတရားစီတွေ့ဆုံပြီးမိမိတို့ကဏ္ဍအလိုက်ရှေ့ဆက်ဆောင်ရွက်သွားနိုင်မယ့်အသေးစိတ်အစီအစဉ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးညှိနှိုင်းခဲ့ကြပါသည် မြန်မာဘယ်လာရုပူရဲကော်မတီဥက္ကဋ္ဌများပြစ်ကြတဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ဘက်မှပြည်တော်စုဝန်ကြီးဒေါက်တာဘဝမောင်နဲ့ဘယ်လာရုသမ္မတနိုင်ငံဘက်မှနိုင်ငံခြားရေးဝန်ကြီးမစ္စတာမက်ဇင်ရူဇန်ကော့ကိုဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့တို့သည်တေးကြားတွေ့ဆုံကနိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးဆိုင်ရာကိစ္စရပ်များအပေါ်နှိကက်စွာပူးပေါင်းဆောင်ရွက်နိုင်ရည်တတိယအကြိမ်ပူရဲကော်မတီညှိနှိုင်းအစည်းအဝေးကိုမြန်မာနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေးကိစ္စရပ်များအတွက်ဦးတည်ဆွေးနွေးခဲ့ကြပါသည် ဆက်လက်ပြီးမြန်မာပင်လယ်ရုဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ2026-2028နှစ်မြန်မာပင်လယ်ရုနှစ်နိုင်ငံကြားကုန်သွယ်ရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပူးရဲကော်မတီရဲ့ဒုတိယကြိမ်အစည်းအဝေးဆိုင်ရာကိစ္စရပ်များအပေါ်သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ လာရူစိုက်ပျိုးရေးမွေးမြူနေဆယ်မျိုးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးမြင့်တော်သည်ဘယ်လာရူသမ္မတနိုင်ငံစိုက်ပျိုးရေးနှင့်အစားစာဝင်ကြီးမစ္စတာယူရီကော်ဗလော့နှင့်တွေ့ဆုံပြီးစိုက်ပျိုးရေးထုတ်ကုန်များနှင့်စားသောက်ကုန်များအပြန်အလှန်ကုန်သွယ်မှုတိုးတက်ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်းနိုင်ငံအကြားပူးပေါင်းဆောင်မှုဆိုင်ရာကိစ္စရပ်များကိုလည်းကောင်းမြန်မာနိုင်ငံကထွက်ရှိတဲ့ဆန်ရာဘာအကွန်မာဒီတက်သီးဝလန်နဲ့ကော်ဖီတို့ကိုတင်ပို့နိုင်ရင်းနဲ့ဘယ်လာရုနိုင်ငံမှာအတင်ကဲနဲ့ထောဘတ်တင်သွင်းနိုင်ရေးကိစ္စများကိုလည်းကောင်း တင်ပို့တင်သွင်းဆောင်ရွက်နိုင်ရန်နိုင်ငံပုဂ္ဂလိကလုပ်ငန်းရှင်များအသင်းဖွဲ့များအချင်းချင်းချိတ်ဆက်ဆောင်ရွက်ပေးရင်းကုန်သွယ်မှုဆိုင်ရာသတင်းချက်လက်များအပြန်လည်ဖလှယ်ဆောင်ရွက်ရေးကိစ္စရနာကို၎င်းဆွေးနွေးခဲ့ကြပါသည်စမ္ပုဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဒေါက်တာချာလီတန်းသည် ဘယ်လာရုသမ္မတနိုင်ငံစံပုဝင်ကြီးမစ္စတာအန်ဒရစ်ကိုစတက်စနော့ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့နဲ့တွေ့ဆုံပြီးနိုင်နိုင်ငံအကြပူးပေါင်းဆောင်ရွက်မှုများမြင့်တင်ရန်လို့ကဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရန်အတွက်ပူးရဲဆောင်ရွက်ဆိုင်ရာရည်ရွယ်တဲ့စာချုပ်လား Memorandum of Intent MOI ကိုလက်မှတ်ရေးထိုးပြီးဖြစ်ချင်းကြောင်းဆက်လက်ဆောင်ရွက်မယ်လုပ်ငန်းစဉ်များကို၎င်းအဆိုပါ MOI နဲ့ road map တို့ပေါ်ခြေခံပြီးမြန်မာနိုင်ငံရဲ့လားလာရှိတဲ့စမ်းမှုကဏ္ဍများမှာပူးပေါင်းဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းများကို၎င်းမြန်မာနိုင်ငံမှာအ धिक လိုအပ်နေတဲ့ကင်ဆာရောဂါကုသဆေးဝါးများထုတ်လုပ်နိုင်ရေးနဲ့ကင်ဆာရောဂါကုသဆေးထုတ်လုပ်မှုဒီပညာဆိုင်ရာပံ့ပိုးကူညီမှုများ လူဆောင်အရင်းမြစ်ဆိုင်ရာတင်ကြားလေ့ကျင့်မှုကိစ္စများကို၎င်း မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း MSME ဖွံ့ဖြိုးရေးနှင့်နိုင်ငံ MSME ထွက်ကုန်များဈေးကွက်ရရှိရေးကိစ္စများကို၎င်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။